ဘလ29ရက်မနေ့ပိုင်းကကောက်ကားတစည်းဝင်တိုက်တဲ့အတွက်အမျိုးသမီးတယောက်သေဆုံးပြီးအမျိုးသားတယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးကံတွေစီကသိရပါတယ်။ဖြာပုံတရအစင်းမှာရန်ကုန်ဘက်ကနေဆင်းလာတဲ့ကောက်ကားဟာဘရိတ်ပေါက်ပြီးလမ်းဘေးမှာမောင်းနှင်လာတဲ့ဆိုင်ကယ်ကိုဝင်တိုက်ခဲ့တာလို့ဆိုရတယ်။ရင်တိုက်မှုကြောင့်ဆိုင်ကယ်ပေါ်ကအသက်53နှစ်အရွယ်အမျိုးသမီးဟာပွဲချင်းပြီးသေဆုံးခဲ့ပြီးယောက်ျားဖြစ်သူကတော့ပြင်းထန်ဒဏ်ရာနဲ့ဖြာပုံဆေးရုံကိုပို့ဆောင်ထားတယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ ရင်တိုက်မှုနဲ့ပတ်သက်ပြီးဖျာဖို့မြို့မရဲစခန်းကအမှုဖွဲ့စစ်ဆေးအရေးယူနိုင်ဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းတွေကမြိတ်တဝဲကားလမ်းမှာတိုက်ပွဲဖြစ်ပြီးကုန်ကားတွေဖြတ်တန်းခွေမရဘဲပိတ်မိနေတာကြောင့်ရေလမ်းကနေကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်နေရတယ်လို့မြေမြုပ်ကံပြည်သူတွေကပြောပါတယ်။တဝဲခရိုင်တရက်ချောင်းမြို့နယ်ရှိဝင်းဝရဲစခန်းကိုဧပြီလ16ရက်နေ့မှာတွန်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခတ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်တွေ့တိုက်ပွဲပြင်းထန်လာခဲ့ပြီးမြိတ်တဝဲကာလမှာကုတ်ကားတွေကိုဖျက်ဆီးခွင့်ပိတ်ပင်ထားလိုက်တာလို့ပြောပါရတယ်။တိုက်ပွဲကြောင့်မြိတ်တဝဲကာလပိတ်ထားတာနှစ်ပတ်ခန့်ကြာပြီးဖြစ်တဲ့အတွက်ကုန်စိမ်းတွေပုတ်တော့ကပြက်လက်မှုမရှိအောင်တဝဲဘက်ကနေပိတ်မိနေတဲ့ကုတ်ကားတွေကကုန်စိမ်းပစ္စည်းတွေကိုရေလမ်းကနေတွားရောက်သယ်ယူနေရတာဖြစ်တယ်လို့မြေမျိုးကံအမျိုးသမီးတယောက်ကပြောပါရတယ်။ ရေလန်းကနေတဲ့တဲ့အတွက်လှေထဲကိုရေဝင်တာနဲ့ဆုံးရှုံးမှုတွေရှိနေတော့ဈေးနှုန်းတွေအပြောင်းလဲရှိကြတယ်လို့ဆိုရတယ်။ကာလမိုင်းပိတ်ပြီးရပိုင်အတွင်းမှာပဲကျအုပ်ဈေးနှုန်းကျပ်800ထိတက်ခဲ့တာတခြားကုန်စည်တွေလည်းဝယ်လို့မရလောက်အောင်ပြက်လက်ခဲ့တယ်လို့မြို့ကန်တွေကတစင်သိရပါတယ်ရှင်။ ပြည်တွင်းမှာအလောက်ကင်ရှားပြီးလောက်ခနေတာကြောင့်လူငယ်တွေရဲ့ပြပထွက်အလုံးလောက်ကင်ရတဲ့အခြေအနေဟာဆွေးင်စရာဖြစ်နေကြောင်းအလို့သမားအရေးကူညီသူတွေက ပြောလိုက်ကြပါတယ်မောင်တူတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမိဒီနေ့ကမ္ဘာလောက်သမားနေ့အမှတ်တရ DBB ကတွားရောက်တွေ့ဆုံမင်းမြန်းချိန်မှာလောက်သမားရေးကူညီနေသူတွေကအခုလိုပြောလိုက်ကြတာပါအာဆွေးရင်မှုရှိလားဆိုတော့ဆွေးရင်ကတော်တော်လေးဆွေးရင်စရာကောင်းပါတယ်ကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဒီမှာရောက်လာတဲ့ခါကျတော့ လူငယ်အများစုက ရောက်လာတယ်ပြီးရင်လူတိုင်းကကောင်းကောင်းမွန်မွန်နေထိုင်ပြီးကောင်းကောင်းမွန်အလုပ်လုပ်ကြင်ကြတာမဟုတ်ဘူးကျွန်တော်တို့ဟိုရောက်လာတဲ့ခါကျတာအလုပ်အလုပ်တွေကိုခက်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 ပြင်ပန်းပန်းနဲ့လုပ်ကြင်နေရတာရှိတယ်အဲ့ပုံမှာမူတည်တဲ့ပြီးတော့ကျွန်တော်တို့ဒီလမ်းကြောင်းလွယ်မှားတဲ့ပြီးတော့ကျွန်တော်တို့မကောင်းတဲ့အဲဖက်တွေရောက်သွားတဲ့အမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နေရာမှာကျွန်တော်တို့နိုင်ငံမှာဒါဒီလူငယ်တွေအတွက် နော်အလုတ်အကင်တွေစီမံပေးနိုင်မယ်ဆိုလို့ရှိရင်တော့မိသူတူတယောက်မှမိမိနိုင်ငံကနဲ့ထွက်ခွာပြီးတော့တခြားနေရာဒေသကိုသွားမယ်လို့တော့မထင်ဘူးပေါ့နော်ပြည်တွင်းကအလုတ်သမားလူငယ်တွေကိုစစ်မှုမထမ်းမနေရစုဆောင်းနေတာကြောင့်လေပြပထွက်ခွာရရအလုတ်တွေကို လုတ်ကင်နေကြတာလို့ဆိုပါတယ်ကျွန်တော်တို့မြန်မာပြည်မှာက အလုတ်သမားတွေကဒီလောအားက ို့เนาะအရန်နေတယ်အလုပ်သမားကြီးရဲ့ဒီလိုအားကနေမမြင်ညတယ်လောက်ခလာဆောင်ရတယ်လိုအားကညင်နေတာဖြစ်တဲ့အတွက်ကုန်စင်းတော့ကများတဲ့အတွက်ဒီအလုပ်သမားကြီးရဲ့စာဝန်ကြီးရအဆင်မပြေဘူးပေါ့နော်ဒါကြောင့်သူတို့ကပြည်ပကိုရွှေပြောင်းလို့သမားဖြစ်နေလောက်ကြိုက်ကြတာရှိတယ်ပေါ့နော်အနောက်တစ်ချက်ကကြတော့လက်ရှိမြန်မာပြည်မှာကဒီအသက်ရွယ်မရွေးပေါ့နော်စစ်မှုထံဥပဒေကြောင့်ခေါ်နေတာရရှိတယ်ဒါကြောင့်မို့အလုပ်သမားတွေကစစ်မှုထံဥပဒေမှာဒီသူတို့ ပေါ့နော်စစ်မှုထမ်းဥပဒေမှာသူတို့ပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးလေသူတို့ကလက်မခံဘူးပေါ့နော်ဒါကြောင့်မို့အဲသူတို့ပြည်ပဖို့ပဲရွှေပြောင်းလုံသမားအဖြစ်လောက်ကန်ကြရတယ်မြန်မာပြည်မှာဒီနေ့လောက်ခ6800တတ်မှတ်ထားပေမဲ့အာနာသိမ့်ပြီးတိုးတက်လာတဲ့ကုံစင်းနှုံနေကြောင်းဒီနေ့လောက်ခ7000ကျော်ရရှိရေးမြန်မာလုံသမားတွေကတောင်းဆိုနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ဘော့စနီးယားနိုင်ငံရှိဘူတ်မီယာစင်ချေဖုံးရပ်ကွက်ရှိခွေးမိုင်းရှင်လက်ကျေးစင်တာမှာမိုင်းတွေနဲ့မပေါက်ကွဲသေးတဲ့ဘုံလက်နက်တွေကိုထိထိရဲရောက်ထောက်လှန်ရှာဖွေတာနဲ့အတားဆီတွေနဲ့အခြေအနေအမျိုးမျိုးကိုကြုံလွှားတတ်ဖို့လေ့ကျင့်သင်ကြားပေးနေပါတယ်။2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးမကြခင်မှာပဲနော်ဝေပြည်သူ့ကူညီရေးစင်တာဟာတန်းနဲ့ချီတဲ့မိုင်းတွေနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကိရိယာတွေကိုရှင်းလင်းရမှာကူညီပေးဖို့အတွက်အစပိုင်းမှာမိုင်းရှင်ခွေ26ကောင်ကိုဆစ်လွှတ်ခဲ့ပြီး နောက်ထပ်လေ့ကျင့်မှုတွေလည်းပြုလုပ်ပေးနေကြောင်းခွေမိုင်းရှင်လေ့ကျင့်ရေးဆရာကပြောပါတယ်ယူကရိန်းလက်ချေရဲ့ဂေဟာမအထူးခွေးတွေဟာအရှေ့မြောက်ဘက်ရှိခါကီဗ်နဲ့တောင်ဘက်ရှိမိုက်ကိုလစ်တို့လိုမိုင်းထိခိုက်မှုပြင်းထန်တဲ့ဒေသတွေမှာဒေသခံမိုင်းရှင်သမားတွေနဲ့အတူလှုပ်ဆောင်ကြပါတယ်။တချို့နေရာတွေမှာသူတို့ကရှေ့တန်းနဲ့နီနီကကတ်ရှိနေတယ်လို့လည်းလက်ချေဆရာကပြောဆိုပါတယ်။ ကမ္ဘောဒီးယားဇင်ဘာဘွေအီရန်နဲ့အခုအခါကမ္ဘာပေါ်မှာမိုင်းအထုထက်ဆုံးနိုင်ငံဖြစ်တဲ့ယူကရိန်းတို့အပါအဝင်ကမ္ဘာတဝမ်းရှိပြိပက္ခဇုံတွေမှာခွဲတွေကို ပေးပို့တာဝန်ချထားကြောင်းကုလသမဂ္ဂနဲ့ယူကရိန်းအစိုးရတို့ရဲ့2024ခုနှစ်ခန့်မှန်းချက်အရသိရပါတယ်ရှင်အာဆင်နယ်အသင်းနေနဲ့ PSG နဲ့ဒုတိယကြောပွဲစဉ်မှာနိုင်ပွဲပြည်လဲရရှိအောင်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းနီးပြအာတီတာကပြောသွားပါရယ် ာဆင်နယ်ဟာဧပြီလ30ရက်မနေ့ပိုင်းကအိတ်ကွေးအင်မရဲမှာကစားသွားတဲ့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပထမကြောက်ပွဲစဉ်မှာ PSG ကိုတကူးကူးမရှိနဲ့ရှုံးနစ်ခဲ့တာပါ။အာဆင်နယ်အနေနဲ့ပထမအကြောကထပ်ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးလုံးဆောင်နိုင်စွမ်းရှိပြီးပဲရစ်မြေမှာနိုင်ပွဲပြန်လည်ရရှိအောင်ကစားသွားမယ်လို့နီးပြအာတီတာကပြောပါတယ်။နိုင်ပွဲပြန်ယူဖို့ရက်ကိုင်းနှုံဘလောက်ရှိတယ်လဲဆိုတာတော့မပြောတတ်ပေမဲ့ဘိုလ်လူပွဲတက်ဖို့အခွင့်အရေးအများကြီးရှိပြီ ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာထူးခြားတဲ့ခိုက်တက်တွေလုပ်ပြနိုင်ဖို့လိုအပ်ကြောင်းနီးပြအတီတာကပြောပါတယ်။အာဆင်နယ်ဟာဒုတိယကျောက်ပွဲစဉ်အဖြစ်လာမယ့်မေလ၈ရက်မှာ PSG ကွင်းကိုတွားရောက်ကစားတွားရမှာဖြစ်ပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်တွေကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှာလည်းထပ်ပေးရရှိတဲ့တွင်တွေကို ဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင် ိုချိုတူမီနိုင်နဲ့အမီရီကနေကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်။တောင်ဆောင်၊တစ်ပင်အောက်တို့လို မြင်ကွင်းကွဲတဲ့နေရာမျိုးကိုရွေးချယ်ပါ။ရှိစိမ့်ချင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဘို့မိန်လာ အမိုက်ပုံရေတွင် ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအများဆုံးပုံခုန်နိုင်မဲ့ညနေရမျိုးကိုတွေ့ပြီဆိုရင်တော့ကျင်းကိုစတူးလို့ရပါပြီမိသားစုတစုစာပုံခုန်နိုင်လို့ပုံခုန်ခြင်းဟာကျင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်ကြည်စာဘုံစတွေလွင့်စင်လာရင်ပုံခုန်ခြင်းတွေကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျယ်ပုံပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုးတူးရပါမယ် ်ဝင်ထွက်ရလဲအောင်ရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့ပဲကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်စိုးစွမှုမဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိတလောဝနက်ထန်းလောင်းတွေကိုခစိတ်စိတ်အပြည့်စီထားပါကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်တင်လုံးမျိုးရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အားတွဲချုပ်ထားဖို့ပြောပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။တဲ့အိတ်ညီအိတ်တွေကိုအကြရတစ်ချက်အန်တန်တစ်ထပ်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။တဲ့အိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခုခြင်းမှမတိတာစီကိုပပတ်လဲအမူအောက်ခြေချီညီသားနဲ့ပြန်ဖုံးပေးရပါမယ်။ညီမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကထားပေးပြီးကျင်းပချာလယ်မှာရေနှုတ်မြောင်တည်ထားပေးပါဒါဆိုရင်တော့တိပိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့ DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားဘေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီဒီဘက်မှာလည်းကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီတီပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမတ်တီတီလေဟုတ်ကဲ့ရှင့်မင်္ဂလာပါကွန်ကျော်ရေ DBB ရဲ့တော်တူအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် အဲဒီတစ်ပတ်မှာဘယ်နေရာတွေကပေးပို့လာတဲ့စာတွေထဲမှာပေါ့နော်ဘယ်လိုအကြောင်းအရာတွေကိုရေးသားထားရဲဆိုတာကိုကောင်ကျော်ကရင်ဆုံးဖတ်ပြပေးပါအောင်ရှင့်ဟုတ်ကဲ့ပါမသိဘူးအရင်ဆုံးပေးပို့လာတဲ့စာတွေထဲကမှာပထမဦးဆုံးဖတ်ပြပေးခြင်းနဲ့စာလေးတစ်ထောင်ကတော့ဒီရှမ်းပြည်နယ်လာရှုမြို့နယ်ကရေးသားပေးပို့လိုက်တဲ့စာလေးတစ်ထောင်ကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့ရှမ်းပြည်လာရှုကစာရေးသားပေးပို့လိုက်ပါတယ်လာရှု AD တရားခိတ်မှာ မနေ့ကမှ စပြီးစောင့်နေတဲ့လမ်းဆောင်ဂိတ်အာနာသိန်းစစ်ကောင်စီတပ်ကဒီနေ့ဧပြီလ23ရက်နေ့ကနေစပြီးပြည်သူတွေကို လေပင်စားညှင်းနေပါပြီ။သိန်းကြီးဘက်ကနေလာရှိုးမျိုးတွေကိုဝင်လာတဲ့အိမ်စီကားအသေးတွေကိုတစည်း၃တောင်းဆိုပြီးပတ်စံတောင်းနေပါပြီ။လာရှိုးကနေသိန်းကြီးဘက်ထွက်ထွက်ကားသေးတစည်းကိုတော့၅တောင်းပေးရပါတယ်။မနေ့ကမှလာရှုရောက်တဲ့စစ်ကောင်စီတပ်ဟာဒီနေ့အပုံးနဲ့စပြီးထွက်နေပြီဖြစ်တဲ့မင်းအွန်လိုင်းစစ်တပ်ဟာလာမနေတဲ့အရက်မှလာနေတာဖြစ်ပါတယ် တရားကားလမ်းငွေတောင်းတာတွေကိုသက်ဆိုင်သူများဖယ်ရှားပေးပါအောင်ဆိုပြီးတော့ဒီလာရှိုကနေပြီးတော့ဒီ AD တရားထိတ်မှာပေါ့လေဒါစစ်တပ်ကနေပြီးတော့ပတ်စံတောင်းနေတဲ့အကြောင်းအရာလေးကိုဒါဒေသခံတွေရေးသားပြီးတော့ပြပို့လာတာပေါ့နော်ဒါဒါတရုတ်ကဒါဂျာဝင်စစ်သက်နှိမ့်နိုင်မှုကြောင့်ဒါစစ်တပ်ကနေပြီးတော့ဒါဧပြီလ22ရက်နေ့နဲ့22ရက်နေ့ကနေစပြီးတော့ဒီလာရှိုမှာစပြီးတော့သူတို့ရုံထိုင်ပြီးတော့အခြေစိုက်တယ်ပြန်ပြီးတော့လာရှိုမြို့မှာပြန်ပြီးတော့အာနာပြန်ပြီးတော့ဒါထိန်းချုပ်လိုက်တယ်ပေါ့နော် ါအဲ့လိုအခြေအနေမျိုးမှာပဲနောက်တည့်ရက်မှာပဲစပြီးတော့ဒါလမ်းတော့လမ်းလာတွေကားတွေကိုပတ်စံတောင်းနေတယ်ဆိုတဲ့အကြောင်းကိုဒေသခံတွေသားပြပလာတဲ့စာလေးကိုသက်ဆိုင်တာဝန်ရှိသူတွေသိရှိအောင်လို့ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကွာကြော်ရေဒီတစ်ခေါက်ညီမဖတ်ပြပေးမယ့်စာလေးကတော့ဂျပန်နိုင်ငံတိုကျိုမြို့ကနေပေးပို့လာတဲ့စာလေးပါနှစ်တစ်မှာတဲ့ဒီပီပီသတင်းဖွဲ့သားများကျမ်းမာကြပါစေကျမကဂျပန်နိုင်ငံတိုကျိုမြို့ကပါ ဂျပန်မှာအလုပ်လည်းလုပ်နေကြတဲ့အလုပ်သမားကလေးတွေထဲကယောက်ျားလေးအချို့စစ်မှုရန်စည်ရင်းပါကြောင်းမိဘတွေစီကအကြောင်းကြားစာလာပါတယ်။မြန်မာကစီကန်းတွေလည်းလိုက်နာနေသူတွေဖြစ်ပေမဲ့ဂျပန်မှာအလုပ်လုပ်နေကြောင်းစီကန်းတွေလိုက်နာနေကြောင်းရှင်းပြပေမဲ့ဝန်ညစ်ခံနေကြရပါတယ်။သက်ဆိုင်ရာသူတို့မိဘတွေနေကြတဲ့ရက်ရက်ကွက်ကျေးရွာအုပ်ကြီးတွေကငွေညစ်နေတာပါ။လာစင်ဒီပါငွေပေးရတဲ့ကလေးတွေလည်းရှိပါတယ်တဲ့စစ်မှုရန်ကင်းလွခွင့်ဘယ်ကိုသတင်းပို့ရမလဲ ်ဝိညာဉ်မခံရအောင်ဘယ်လိုလုပ်ရမလဲနားလည်သူများသင်ပေးကြပါအောင်ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင်ဟုတ်ကဲ့ဒီစစ်မှုရန်အကြောင်းပြပြီးငွေနှစ်တဲ့ကိစ္စတွေကတော့နိုင်ငံနေရာနှက်မှာလည်းဖြစ်နေရပါတော့အခုဆိုဂျပန်နိုင်ငံအထီတောင်ဒီကိစ္စတွေကကြုံနေရပြီပေါ့ဟိုငလင်ပြီးနောက်ပိုင်းပြည်သူတွေဒုက္ခမျိုးစုံကြုံနေရတဲ့အချိန်မှာလဲစစ်တပ်ကဒီစစ်မှုရန်အတွက်စရင်ကောက်တာတွေပေါ်တာဆွဲတာတွေရောဇက်တိုက်လှုပ်ဆောင်နေရတယ်လဲတွေ့နေရပါတယ်ရှင့် ဟုတ်ကဲ့ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒါအုပ်ချုပ်ရေးမှုတွေကနေပြီးတော့ဒါလူသားတို့လဲလှယ်တာတို့ဒါငွေကြေးတောင်းခံတာတို့ရှိရင်ထိထိရရအေးအေးယူမယ်ဆိုပြီးတော့ဒါဒုတိယကာကွယ်ဦးစီးချုပ်ဒါစိုးရင်ကိုယ်တိုင်ပြောထားတာရှိတယ်အဲဒါပေမဲ့အောက်ခြေမှာတော့ဒါဒီလိုမျိုးတွေဖြစ်ပြနေရဆိုတဲ့စာတွေကတော့ကျွန်တော်တွေဒါအပတ်စဉ်အပတ်တိုင်းလို့ဒါလက်ခံရရှိထားတာရှိနေတယ်မသိဘူးဟုတ်ကဲ့ပါကျွန်တော်အခုတစ်ခေါက်ဆက်ပြီးတော့ပေါ့လေဖတ်ပြပေးမယ်စာလေးကတော့ကျွန်တော်တို့စာလေးဆိုတာတဲ့ကြပြားလေးပေါ့လေဒါပေးပို့လာတဲ့ သူကတော့ကျွန်တော်ရဲ့ဒီ Talk to DBB စီစဉ်ကိုအရင်တုန်းကလည်းကြပါးလေးပြပို့နေတဲ့ဒီအညာတရမိုးတောက်ကျဲဆိုတဲ့နာမည်နဲ့ပေါ့လေပြပို့လာတာဖြစ်ပါတယ်။အဲ့တော့သူရေးသားထားတဲ့ကြပါးလေးကိုဖတ်ပြရမယ်ဆိုရင်ခေါင်းစဉ်ကတော့ကျွန်တော်တို့ပေးထားတာကတော့မြန်မာပြည်ဆိုပြီးတော့ပေးထားတာပေါ့နော်။အဲ့တော့ဖတ်ပြရမယ်ဆိုရင်ပဲ့ကိုနင်းတော့ဥကပေါ့ဥကနင်းတော့ပဲ့ကပေါ့ခေါင်းကိုက်ဆရာအိမ်မနဲ့ရက်ဆက်ခဲ့တဲ့290ပိုးကိုက်တော့ပင်ဟို6ချားဆရာအန်သွားနဲ့အမြင့်ကပါဆွေးလီတော့လဲပြိုလူမတက် တသာသာအုံမြင်ငိုကြွေးခဲ့မြည်ညစ်အေရာဘယ်မခန်းတော်လဲချောင်းငယ်ပုံသွင်းပမာနှိုင်းရလင်ရမ်းရလင်မလားအစိတ်စိတ်ကွဲကြည့်နေတဲ့ကြည်မှန်အကြီးတန်းရုပ်ဆိုးကျေးမုံထက်ပုံရိပ်ကပူများတဲ့သူတလူငါတမျိုးကြောင်းလဲခဲ့ချိန်တန်းသူမရော့ငါမရော့လွန်ဆွဲလာအပြိုင်ကျဲတဲ့ตาချင်းလွန်းလို့အမျိုးကိုယ်တော့ပဲခွာမင်းအီတူဖေးအီကွဲကူမှ အကူခေါ်ခြင်းလီတော့အမေရင်းအိမ်ကနေသည်ဒါမိုက်ကတမျိုး ြေကြီးဝဲခြေချပခုံးနှစ်ဖက်ကခေါင်းပေါ်လူခွေးပင်ဆိုတော့လဲအနှစ်မရှိတဲ့တောကျက်စုစီစုပြင်မင်းမှုရတယ်လို့ပါအနှစ်ရှိတော့လူသားပမာဆန်ထားမရှိခဲ့လေသလားဤဖွားဤမြေကျွေးခဲ့ကျေးဇူးထူးထူးထွေဆက်နိုင်ကြပါစေငါဆူတောင်းဤတခုသောဆူတောင်းပြုလို့ဆန်ရည်တပါပေါ်များပါသည်တိုင်းပြည်သားเจ้าမင်းကောင်းတီစေတို့ယခုတောင်းစုပြေပါစေ အညာတရမိုးတောက်ကျဲဆိုပြီးတော့ရေးသားပေးပို့လာတာပါခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးခင်ဗျားတို့ရေးသားပေးပို့တာကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါအညာတရမိုးတောက်ကျဲဆိုရင် ျွန်တော်တို့ရဲ့ .dpp system ကိုအရင်ကလည်းအခုလိုမျိုးကြားလေးတွေရေးသားပေးပို့လာတာရှိပါတယ်အဲ့တော့အတူတူပြောချင်တာကကျွန်တော်တို့ရဲ့ဒီ dot dpp အစီအစဉ်ကပေါ့နော်ကျွန်တော်တို့ဒီပေးတာတွေအမြောက်များကိုဒါ passive pattern လို့ဒါဖတ်ကြားရတဲ့အစီအစဉ်မျိုးဖြစ်ပါတယ်။အားကြောင့်မို့ကျွန်တော်တို့ဒီရင်ဖွင့်စာတွေပေးစာတွေကြံစာတွေကိုရေးသားပြပို့တဲ့နေရာမှာလည်းဒါလူရင်းတူရှင်နဲ့တူတူလေးနဲ့ပေါ့လေရေးသားပြပို့ကြဖို့လည်းမေတ္တာရခိုင်လိုပါတယ်။ကျွန်တော်တို့ရဲ့ dot dpp အစီအစဉ်ကိုစာတွေရေးသားပြပို့တော့မယ်ဆိုရင် email ကနေတစ်သင်းရေးသားပြပို့တော့မယ်ဆိုရင် facebook.com.dbbl@gmail.com ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် .dbbb ကိုရေးသားပေးပို့နိုင်ပါတယ် viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း6681111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ကြီး ဒီမှာဖတ်ပြပေးမယ့်စာလေးကတော့ရန်ကုန်တိုင်းလှဲကူးမြို့နယ်ကရေးသားပေးပို့လာတဲ့စာလေးပါ။ရန်ကုန်တိုင်းနဲ့လဲကူးမြို့နယ်ဘိုးရင်ကလေးကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးကပြည်သူ့စစ်မှုရာအမည်စရင်းများအားလိမ့်လည်စရင်တွင်ထားခြင်းတဲ့ပွဲစားများဖြစ်ကြသောဇယကွင်းကျေးရွာနေသူ၂ဦးနဲ့ချိတ်ဆက်၍အေရရီတိုင်းနဲ့ပဲခူးတိုင်းရှိလူငယ်တချို့ကိုအလုတ်ကန်ရရှိမယ်ဆိုကတဦးလျင်ငွေကျပ်360ခန်းရရှိမယ်လို့လိမ့်လည်ပြောဆိုပြီးတော့ဗောနော်ကျေးရွာတွင်မဲပေါက်နေတဲ့ လူငယ်တွေရဲ့နိုင်ငံသားစစ်ဆေးရေးကတည်နဲ့လူချင်းအစားထိုးလဲလှယ်မှုတွေရှိနေတယ်တဲ့ပြည်သူ့စစ်မှုရဲ့ပတ်စင်တစ်တွက်မဲပေါက်သူလူငယ်လေးဦးရဲ့အမိစရင်းနဲ့အခြားအမိစရင်းမသိတဲ့လူငယ်တွေကိုလူချင်းအစားထိုးပြီးတော့လဲလှယ်ဆောင်ရွက်နေတယ်အဲလူလူအစားထိုးတွားရောက်ထမ်းဆောင်တဲ့အမိမသိလူငယ်တွေကိုသူတို့ရဲ့မှတ်ပုံတင်မှုရင်းနဲ့တကောင်စင်းမိတူတို့ထည့်ပေးလိုက်ပြီးတော့အမိပါလူအမှန်မှကြံခဲ့ပြီးတပတ်ကြာလျင်လာဝကရင်အပြောက်လျှောက်ခါတသိန်းကျန်တဲ့မှတ်ပုံတင်နောက်တစ်ကပ်ထုတ်ပေးတယ်တဲ့စစ်မှုရန်ထောက်ပံ့ငွေအဖြစ်တလားလျင်အိမ်အောင်စု 9000ကျပ်ဖြင့်အိမ်တော်စုပေါင်း850ကျော်စီရနေပြီးတော့လာစင်ပေးနေရတယ်။မဲပေါက်တဲ့လူငယ်မိသားစုထံကလည်း15သိန်းကျပ်အထက်မှန်ကောက်ခံနေတဲ့